မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတင်နိုင်တို့ရေးသားသောမြမရာဇဝင်တဲ့ကထေရှားကြော်ကြားအမိသူများစာအုပ်မှာမြောက်ရီမင်းကြီးများအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကိုနာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင် မြောက်ရီမင်းကြီးဟူသည်မြောက်ရီမြို့ကိုမြို့သားအရာရရှိခဲ့သည့်နန်းရွဲ့ရရှိကြီးဖြစ်ပါသည်။ကုံမောင်ခေတွင်မြောက်ရီမြို့သားအရာရရှိခဲ့သူဝန်ကြီးအဆင့်ရှိမြောက်ရီမင်းကြီး၃ပါးရှိခဲ့ရာမြောက်ရီမင်းကြီးဦးစာမြောက်ရီမင်းကြီးဦးအောင်ပုနှင့်မြောက်ရီမင်းကြီးဦးစွာတို့ဖြစ်ကြပါသည်။မြောက်ရီမင်းကြီးဦးစာမြောက်ရီမင်းကြီးဦးစာကမြန်မာစာပေလောကဂိတလောကတွင်ထင်ရှားသောစာဆိုတော်စစ်သည်ဝန်ကြီးတစ်ပါးဖြစ်ပါသည်။မြောက်ရီမင်းကြီးဦးစာသည် အတော်အသက်ရှည်သောပုဂ္ဂိုလ်ကြီးဖြစ်သည်ကုံမောင်ခေဦးကာလာမြေသူမင်းဆင်ပြူရှင်လက်ထက်တွင် ဖွားမြင်၍ကုံမောင်ခေနှောင်းကာလာမင်းတို့ဝင်းလက်ထက်ရောက်မှကွယ်လွန်ခဲ့သူဖြစ်သည်ကုံမောင်မင်းဆက်ဆက်ဆက်အနက်မင်း၈၉တိမီလိုက်သူဖြစ်ပါသည်မြောက်ရီမင်းကြီးဥစာကို မြင်မှုသူတနတ်စီဥထုံးဤအစိုးရမြောက်ရီမင်းကြီးသည်အယက်မြင့်မြင့်အသားအနှဲငယ်လက်ပြီးမျက်နာတွေကနှာရန်ပေါ်ကြောင်းမျက်ခုံးမျက်ဖန်ကောင်းကြောင်းသိရှိရ၏ မင်းတို့ဝင်းလက်ထက်တနေ့ပွဲကြည့်ဆောင်တော်မှာကျင်းတော်တန်ကြား၍တက်ကြည်ရာအသက်80ကျော်အရွယ်မင်းကြီးဦးစာဆရာဘုံမြင့်တချင်းကြီးရေးဆက်နေသည်ကိုတွေ့ခဲ့ရကြောင်းတနက်စီဦးထွန်းကသားမောင်ထင်ကိုပြန်ပြောပြခဲ့သည်မောင်ထင်မှာသတင်းစာဆရာကြီးဘိုးဝစီရဖြစ်ပြီး1932ခုနှစ်ဧပြီလအတွင်းစာရေးဆရာမဆွေကဤเจ้าကိုပြန်ပြောပြခဲ့သည် မြောက်ရီမင်းကြီးဦးစားကအိမ်တော်ကြီးကံကောင်းသူမဟုတ်ပေမင်းကြီးဦးစား၏ပထမအိမ်တော်မှာစကိုင်းနေဗထိန်ဝန်ဟောင်းဦးညွန့်နဲ့ဒုံချင်းစံတို့၏သမီးခေခေအေးခေါ်မအေးဖြစ်သည်မင်းကြီးအသက်16နှစ်အရွယ်တွင်ခေခေအေးနှင့်လက်ထပ်ခဲ့ခြင်းဖြစ်ပြီး၃နှစ်သာပေါင်းလိုက်ရသည်မြောက်ရီမင်းကြီးအသက်19နှစ်အရွယ်တွင်ဇနီးမအေးကွယ်လွန်သွားပါသည်မြောက်ရီမင်းကြီးဒုတိယအိမ်တော်ကမိုးပင်ပညာတလာ၏မြေဖြစ်သည်ဟုဆို၏သူ၏အမိကိုခင်စောဟုမှတ်သားထားကြသည် 1830ပြည့်နှစ်တွင် မေဂျာဟင်နရီဘာရင်းနဲ့တွေ့ဆုံခဲ့ခြင်းကမြောက်ရီမင်းကြီးဦးစားကသူ၏ဇနီးသည်မွန်မင်းပညာတလာ၏တမိတော်ကဖွားမိသူဖြစ်ကြောင်းယခုဆုံးမသွားပြီဖြစ်ပြီးတားတယောက်ကြဲရဲကြောင်းပြောပြခဲ့သည်ဆိုပါသည်မင်းကြီးကိုယ်တိုင်ကသူ့ဇနီးသည်ပညာတလာ၏မြေးဖြစ်ကြောင်းပြောကြခဲ့တော်လဲပညာတလာ၏တူပွဲသားကြီးဥဖြိုနှင့်ဒေါ်တာလီတို့၏တမိဟူ၍လည်းမှတ်သားတွေ့ရှိရပါသည်မြောက်ရီမင်းကြီးတာမြောက်ရီမောင်ကလေးမှာကေဝံမဟာမင်းလာကြော်စွာဘွက်ကဥကျွယ်ဝါ၏ သမီးဒေါခင်ကြီးနဲ့လက်ဆက်ကဥမြကြီးကင်းစည်ကြီးဒေါခင်နေဦးတစ်တော်အုပ်ကြီးဥုပ်ကတော်နဲ့ဥမြသည်ငှက်တွဲစရာတော့ရှင်ပနဝရတို့ကိုဖွားမြင်ခဲ့ပါသည်။ မြောက်ရီမင်းကြီးဦးစာရီနောက်ဆုံးစာပေလက်ရာမှာ၆တွယ်တော်ရောင်ချိန်အစကြီးမဟာကိတတေးဖြစ်သည်ဆိုပါသည်အသက်၈၃နှစ်ရွယ်မြောက်ရီမင်းကြီးမှာချွချွတက်တဲ့ဖြစ်နေစဉ်တွင်ခဲပေါင်မင်းသားကတောင်းပန်သဖြင့်နောက်ဆုံးရေးဖွဲ့ခဲ့ခြင်းဖြစ်ပါသည် ခဲပေါင်မင်းသားမှာဘိုးတော်ဖျားဤသားတော်ပကံဘီရင်ကမှဖွားပြင်သူဖြစ်ပါသည်မြောက်ရီမင်းကြီးဦးအောင်ဘူး မြောက်ရီမင်းကြီးဥအောင်မှုအကြောင်းကစိတ်ဝင်စားပွဲကောင်းလာသည်ဥအောင်မှုဤဖခင်သည်အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင်၈ဇူလိုင်1824တွင်ကမာရွတ်ခံတပ်တိုက်ပွဲ၌၃ပါးဝင်ကြီးနှင့်အတူကြဆုံခဲ့သည်ဝန်ထောက်မင်းကြီးနော်ရထာဘွဲ့ခံဥရွှေမင်းဖြစ်သည်ဥအောင်မှုသည်စကိုင်းမင်းဘာကြီးတော်လက်ထက်တွင် မဲလာတရသူဘွဲဖြင့်တန်တော်ဆင်ဖြင့်အမှုထမ်းခဲ့သည်စစ်ပွဲတွင် ဖခင်ကွယ်လွန်သောအခါဂုံပြုသောအဖြစ်ဥအောင်မှုကို မဟာမဲလာတရသူဘွဲဖြင့်ဖခင်ဝန်တော်ရာသူပေးအပ်ချီးမြှင့်ခဲ့ပါသည် 1839ခုနှစ်တွင်တာရီမင်းနတ်တက်လာတော့အခါဝေရောက်မဟာမဲလာတေတူဘွဲ့ခံဥအောင်ဘူးကိုမြော်ရီမြို့သားမြင်းစုကြီးဝန်ရာသူတိုးမြင့်ခတ်ခဲ့သည်ထို့နောက်7ဒီဇင်ဘာ1839ခုနှစ်တွင်မိုးနေဘုံမူရာသူပြောင်းလဲခတ်ခဲ့သည်တပန်25ဇူလိုင်1839တွင်ဝန်ကြီးရာသူရရှိခဲ့ပြန်၏ ်မြောက်ရီမျိုးစားဝန်ကြီးသရိုးမင်းကြီးမဟာမဲလာတေဟတုဟုအမည်တွင်တော်လဲမြောက်ရီမင်းကြီးဟူ၍သာခေါ်ဆိုကြသည်မြောက်ရီမင်းကြီးဥအောင်ပုသည်1840ပြည့်နှစ်မတ်လတွင်ဖြစ်ပွားခဲ့သည့်ရွှေသာမင်းသားပုံကဘူး၌ပါဝင်ပတ်သက်နေသဖြင့်နှစ် AB 1840တွင်ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည်ဝန်ကြီးကတော်၏အမိမှာဒေါ်ခိုင်ဖြစ်ကြောင်းသိရှိရပါသည် မြောက်ရီမင်းကြီးဥစွာမြောက်ရီမင်းကြီးဥစွာကိုလူသိများတော်လဲမြောက်ရီမင်းကြီးဥစွာเจ้าကိုလူသိနေလာသည်ဥစွာကိုမြောက်ရီမင်းကြီးဥအောင်ဘူးအားယာရုမထုတ်ပယ်လိုက်ပြီးနောက်မြောက်ရီမျိုးသားအရာပြည့်ရချီးမြှင့်ခဲ့သည်ဥစွာသည်တာရီမင်းမင်းသားဘဝကပင်ရွှေတောင်ပြည်ကြီးဘွဲ့နှင့်အိမ်ရှိဗနာစိုးအရာဖြင့်အမှုထမ်းရွက်ခဲ့သူဖြစ်သည်တာရီမင်းသားသည်1839ခုနှစ်မတ်လအတွင်းတွင်နောင်တော်စကိုင်းပင်ဘာကြီးတော်ကိုနန်းချရန်အင်းဝမှထွက်ခွာစဉ် အိမ်ရှိဘနာစိုးရွှေတော်ပြည်ကြီးဘွက်ခံဥစွာစီနေသည့်တပ်များနဲ့စလင်းမင်းသားကြီးဥိုကြီးတပ်များရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ရှင်တော်တာဝရီမင်းနန်းတက်လာသောအခါဥစွာမင်းလာကောင်ဘွက်ဖြင့်ရွှေတိုက်ဝန်ရာပေးအပ်ခဲ့သည်။ဥစွာသည်1838ခုနှစ်ဇူလိုင်လတွင် အတွင်းဝန်ရာထူးတိုးမြင့်ခန့်အချင်းခံခဲ့ရပြီးမကြာမီမြောက်ရီမြို့သားဝန်ကြီးအရာရရှိခဲ့သည်။ 1840ခုနှစ်အောက်တိုဘာလတွင်တာရီမင်းရန်ကုန်သို့စုံစမ်းစဉ်မြောက်ရီမင်းကြီးဥစွာမှသရုမင်းလာမင်းကောင်ဘွက်ခံဝင်ကြီးရာတို့ဖြင့်ရန်ကုန်သို့လိုက်ပါခဲ့ရသည်ထိုစဉ်ကမြောက်ရီမင်းကြီးအောင်ဥအောင်ပုမှရာတို့ကြနေပြီဖြစ်ပြီးမြောက်ရီမင်းကြီးဥစွာမှမူရာတို့ကြုံများမကအချင်းချထားခြင်းမှာခံနေရပြီဖြစ်ပါသည်မြောက်ရီမင်းကြီးဥစွာသည်ဝင်ကြီးရာတို့ဖြင့်တစ်နှစ်ကျော်မြသာတာဝန်ထမ်းဆောင်ခဲ့ရသည်1842ခုနှစ်ဇူလိုင်လတည်းတွင်မြောက်ရီမင်းကြီးဥစွာ ရုတ်တရက်ကွယ်လွန်သွားပါသည်။ကုန်းမောင်ဆက်မဟာရာဇဝင်တော်ကြီးတက်တရာတွေတွင်မြော်ရီမျိုးသားဝင်ကြီးသရိုးမင်းလာမင်းကောင်တေလွန်ဒီကိုရုတ်တရက်လှုပ်ဆောင်ကြိုရသည်ဟု၍ဖော်ပြထားပါသည်။ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Kunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်။